အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မုံရံဖြူချလိုက်ကိုရီးယားသင်တန်းညောင်ကဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီကုံဆုပ်ကုံထုပ်ကဒူးတုပ်တွေเนาะအောင်စင်းလဲထွက်ဖို့နီးလာပြီနေဖန် စပက်ခါဆိုထွက်ပြီပေါ့နော်အဲ့တော့နက်ဖန်ညံသူ့မို့စပက်ခါဆိုသိရပါပြီဆိုတော့အဲ့တော့အောင်စင်းလေးကိုကိုဖုံးနဲ့ကိုဘယ်လိုမျိုးကြည့်မလဲဆိုတော့အားနဲ့ပတ်သက်ပြီးတော့မေးမြန်းထားတဲ့အတွက်ကျွန်တော်ဒီအောင်စင်းကြည်နီလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးကျွန်တော်တို့ကကိုဖုံးနဲ့မှာပါတယ် Chrome or browser ပေါ့နော်အဲ့တော့တခုခုကြိုက်တာတွေကဝင်ဝင်လိုက်ပါအဲ့တော့ဒီမှာတော့ကျွန်တော် Chrome နဲ့ကနေအရင်ဆုံးဝင်ပြပါမယ်အရင်ဆုံး Chrome ကိုဖွင့်လိုက်မယ်ဖွင့်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ဖောက်မှာရှာမယ် HRD Korea ပေါ့နော် HRD ကိုရီးယားဆိုပြီးတော့ဒီမှာအပေါ်ဆုံးမှာပေါ်လာလိမ့်မယ်ပေါ့နော်ဟုတ်ပြီအပေါ်ဆုံးမှာပေါ်လာပြီဆိုလို့ရှိရင်အဲ့ကောင်လေးကိုအဲ့ထဲကိုတစ်ချက်ဝင်လိုက်မယ်ဟုတ်ပြီဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုရင်အဲဒီဒုတိယကန်ပေါ့နော်ဟလာဒီဒီမှာကိုယုံဟောကာချင်းဟန်ဂူဂိုနူညောရှီဟောဆိုတဲ့ဟာတွေကိုတစ်ချက်ဝင်ပြရမှာဖြစ်ပါတယ်ပေါ့နော်ဟုတ်ပြီအဲ့ထဲကိုတစ်ချက်ဝင်လိုက်ပါမယ် ဟုတ်ပြီအဲ့တော့အဲ့ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ဒီစာမျက်နှာလေးကြာလာမယ်အဲ့တော့ဒီစာမျက်နှာလေးထဲမှာမှကျွန်တော်တို့ကဒီမှာ CA0 reserve ဆိုတာလေးကိုတစ်ချက်ဝင်ပြရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီကောင်လေးတဲ့ကိုတစ်ချက်နေရမှာဖြစ်ပါတယ်အဲ့ကောင်လေးတစ်ချက်နေလိုက်ပါမယ်ဟုတ်ပြီအဲ့ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ဆင့်နောက်တစ်စာမျက်နှာပေါ်လာပြီပေါ့နော်အဲ့တော့နောက်တစ်စာမျက်နှာပေါ်လာတဲ့အခါမှာဘယ်ကိုဆက်သွားရမလဲဆိုရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင် C candidate false ်အော် case ဆိုပြီးတော့ပေါ်လာလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဟာလေးတဲ့ကိုတစ်ချက်နှိပ်ပေးရမှာဖြစ်ပါတယ်နော်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်ဝင်လိုက်ပါမယ် ဟုတ်ပြီအဲ့တော့အဲ့ဒါလေးကိုတစ်ချက်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ passport number ရိုက်ထည့်ပေးရင်ရပါပြီအဲ့တော့ passport ကတော့ကျွန်တော်တို့ဖောင်တင်နှုန်းက passport ပေါ့နော် PB နဲ့ပဲတင်တယ် PG နဲ့ပဲတင်တယ်မှာအရင်ဆုံးဖောင်တင်နှုန်းက passport ကိုတစ်ချက်ရိုက်ထည့်ပေးလိုက်ပါမယ်ဟုတ်ပြီကျွန်တော်တို့ကျောင်းသားတယောက်ဟာရိုက်ထည့်လိုက်ပါပြီဟုတ်ပြီအဲ့တော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် passport ရိုက်ပြီပြီ passport number ရိုက်ပြီဆိုရင်ဒီမှာဂူနစ်ရိုက်မယ်ပေါ့နော်အဲ့တော့ဂူနစ်ကတော့2003 2003သူကဘယ်နှလပိုင်း6လပိုင်း เนาะအဲ့တော့၈လပိုင်းအဲ့၈လပိုင်းอืมရက်ကတော့နုံးရက်လေးတစ်ချက်ဝင်ကြည့်ပေးမယ်เนาะရက်ကမသိတော့တော့ဟုတ်ပြီရက်ကပဲတော့လဲတော့ရဲ့အဲ့ရက်က၉ရက်ပေါ့เนาะ၈လပိုင်း၉ရက်ဟုတ်ပြီအဲ့တော့၈လပိုင်း၉ရက်တစ်ချက်ဝင်မယ် ရှစ်လပိုင်း9ရက်ရက်လေးမေ့သွားတော့เนาะအဲ့ရှစ်လပိုင်း9ရက်ဟုတ်ပြီအဲ့တော့ password number လည်းရိုက်ပြီးပြီเนาะ password number ထည့်ပြီးပြီနောက်မွေတက်ကိထည့်ပြီးပြီလာထည့်ပြီးပြီရက်ထည့်ပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်အဲ့စာမျက်နှာမှာပဲဒီမှာ confirm ဆိုတာလေးပါတယ်ပေါ့เนาะ confirm အဲ့ confirm လေးကိုတစ်ချက်နှိပ်လိုက်ပါမယ် ဟုတ်ပြီကွန်ဖန်းလိုနှိမ့်လိုက်ပြီဆိုရရှင်ကျွန်တော်တို့ဒီမှာပေါ်လာပြီပေါ့နော်အဲ့တော့စာမျက်နှာလေးပေါ်လာပါပြီဒီမှာဆိုလို့ရှိရင်သူရဲ့နာမည်ပေါ့နော်သူရဲ့နာမည်လေးပေါ်လာပြီဟိုပါ password number ပေါ်တယ်နောက်ပြီးရင်ဒီမှာခုံနံပါတ်လေးပေါ်မယ်နောက်ဒီမှာသူရဲ့ရမှတ်လေးပေါ်မယ်ပေါ့နော်ဟုတ်ကဲ့နော်ဒါလေးတွေပေါ်လာလိမ့်မယ် pass off ပါမယ်ပေါ့နော်ဒါကတော့ဒါအရင်အဟောင်းဆိုတော့မပါဘူးနော်ဟုတ်ပြီအဲ့တော့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အောင်စင်းကိုကြည်လို့ရပြီကိုယ့်ရဲ့အဲဒီအောင်လားမအောင်အောင်လားနော် မောင်လာဆိုတာကြည့်လို့ရပါပြီခင်ဗျာဟုတ်ကဲ့ဒီလောက်ဆိုရင်အားလုံးနားလည်မယ်လို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ